အားလုံးပဲမလာပါခင်ဗျာဆရာကဆိုရဲ့အက္ခသော official youtube channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ channel ရဲ့ဒီကနေ့မှာတင်ဆက်ပေးဖို့ရည်ထည်ထားတဲ့ဇာတ်လမ်းကောင်းလေးရတော့ဆရာကသောကိုယ်တိုင်ရေးသားထားတဲ့ဖရာငါးသူကျင်းသားဆိုတဲ့ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာဒီဇာတ်လမ်းလေးကိုတော့ကျွန်တော်လင်ကကြောင်မှတင်ဆက်ပေးသွားမှာဖြစ်ပြီးတော့ဇာတ်လမ်းလေးကိုမတင်ဆက်ပေးခင်မှာလဲကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe ပြုလုပ်ပေးထားကြရဖို့အတွက်တောင်းဆိုလိုက်ပါတယ်ခင်ဗျာခံစားနားဆင်အားပေးကြပါဦးခင်ဗျာ အချိန်အားဖြင့်1939နှစ်ဒီဇင်ဘာလဖြစ်ပါတယ်မြန်မာနိုင်ငံကိုအင်္ဂလိပ်ကိုလိုနီအစိုးရအုပ်ချုပ်နေတဲ့အချိန်လေးဖြစ်တယ်ဘကိုးတိုင်းဖြူမြုံနယ်တွင်မှာဘိုင်းလာကျောင်းတွင်မှာရွာဟောင်းရင်အမိကကျေးရွာလေးတွေရရှိပါတယ်အဲဒီရွာမှာအရှေ့အခင်မုံမင်းများလက်ထက်ကလေးကတည်ထားခဲ့တဲ့ရွာတွေရဖြစ်ပါတယ်သို့တော့အခုချိန်မှာတော့ရွာကြီးကတဖြည်းဖြည်းကောလာပြီးတော့ရွာငယ်လေးအဖြစ်သာကျန်ရင်နေပါလေတော့တယ်အဲဒီကျေးရွာလေးမှာဘိုင်းလာချောင်းရည်ကိုအားပြုပြီးတော့လေယာဉ်လုပ်ငန်းတွေကိုလုပ်ကင်အသက်မွေးကြပါတယ် အဲ့ဒီတော့မှကိုဦးနဲ့ကိုမူးဆိုတဲ့ညီကိုနှစ်ယောက်ရှိပါတယ်။ကိုဦးကအသက်40ခန်းဖြစ်ပြီးတော့ညီဖြစ်သူကိုမူးကတော့အသက်30ကျော်ပြီဖြစ်တယ်။ကိုဦးမှအိမ်တော်ရသားကြပြီးတော့ကလေး3ယောက်ရှိတယ်လေ။ညီဖြစ်သူကိုမူးကတော့အိမ်တော်မကြသေးဘဲနဲ့လူပြိုကြီးဖြစ်တာရှိပါတယ်။ညီဖြစ်သူကိုမူးတယောက်ကမိမတွေကိုစိတ်ဝင်စားဘဲနဲ့အချိန်ပြည့်တောက်စားမှုရဲ့လျှက်ရှိပါတယ်။အဲ့ဒါကြောင့်လည်းအမိရင်းပြောက်ပြီးတော့ကိုမူးဆိုတဲ့အမိတွင်နေခြင်းဖြစ်ပါတယ်။ကိုဦးတို့ညီကိုကရွာပြင်မှာရာလောက်ကန်ကြပါတယ်။ ကိုဦးတို့ရဲ့ရာမီတွေကတော့ဇေဒီကုန်းလို့ခေါ်ကြတဲ့ရှေးအောင်ဇေဒီတစုရဲ့တောင်ဘက်မှာရှိပါတယ်။ရှေးအောင်ဇေဒီက36တောင်ညံတော်ရှိပြီးတော့ဟန်တာဝတီပြည်ကိုအစိုးရတဲ့ဓမ္မဇေဒီမင်းတည်ထားခဲ့တဲ့ဇေဒီဖြစ်တယ်လို့ဆိုကြပါတယ်။အဲ့ဒီနေ့ကဒီဇင်ဘာလ4ရက်နေ့ကိုဦးကထုံးစံတန်းရာလုံငန်းတွေကိုလုပ်ကင်နေပါတယ်။ကိုမူကတော့နွားတဲ့ချင်းကိုရာခဲလုံခြုံတော်စံမှာလွှတ်ချောင်းပြီးတော့အရက်ကိုတမက်မက်ဇင်ကန်တောင်းနေပါတယ်။မကြခင်မှာကိုဦးတို့ရဲ့အိမ်ကအခိုင်အဆိုင်ဖြစ်တဲ့မောင်တော်ကရောက်ရှိလာပါတယ်။ မော်တော်ဟာအသက်73နှစ်ခန့်ရှိပြီးတော့ကိုဦးတို့နဲ့ဆွေမျိုးမကင်းတော်သူဖြစ်ပါတယ်။မိဘမဲ့သွားတာကြောင့်ကိုဦးကခေါ်ယူဆောင်ရှောက်ထားပြီးတော့မိသားစုတူတူပေါ်အတူတူလောက်ကန်စားဆောင်နေခြင်းလည်းဖြစ်ပါတယ်။မော်တော်ဟာခံတော်လေးတခုကိုထမ်းလာတယ်။ကိုမူးကမော်တော်ကိုတွေးလိုက်တာနဲ့ကိုဦးရဲ့ယာရဲလေးစီကိုပြေးလာခဲ့ပါ။ယာရဲလေးစီကိုရောက်တဲ့အခါမှာတော့မော်တော်ကတောင်းလေးကိုချလိုက်ပြီးတော့ကိုမူးကလည်းတောင်းလေးကိုဖွင့်လှစ်လိုက်ပြီးငါတို့ကြီးဒီနေ့ဟင်းလည်းမကောင်းပါလားကွာ။ငါချောင်းနဲ့ပဲဟင်းကြိုပဲပါတယ်။ ကိုဦးကလည်းလက်ဆေးပြီးတော့တဲတဲကိုယောက်လာခဲ့ပါတယ်။ငမူးရဲ့မရှိတာလေးပဲစားစမ်းပါကွ။ငါတို့ကတထေးတွေမဟုတ်ဘူးနော်။အခုချိန်ကဒိုးလိုတောင်သူတွေကြက်နေပါပြီတဲ့။ညီကိုလူကလည်းရာထဲအချိန်မှရှိတဲ့ကွက်ပြက်လေးပေါ်မှာထမင်းစားရင်ထိုင်လဲကြပါတယ်။ကိုဦးကလည်းမော်တော်ဘက်ကိုလှည့်ကြည့်လိုက်ပြီးတော့ငါတော့မင်းကထမင်းစားပြီပြီလား။မစားသေးရင်တခါတည်းလာဝင်စားလေကွာ။ဒီလိုနဲ့သုံးသားထမင်းလက်ဆောင်စားနေလိုက်ကြပါတယ်။ထမင်းစားပြီးတော့နေ့လယ်တစ်ချက်ကြီးကျော်ပြီဖြစ်တယ်။ ဆောင်းနေနေရကြဲကြဲတောက်ပူနေပါတယ်။သို့ရသားလည်းထမင်းစားတော့ပြီးတဲ့နောက်မှာအနားမှာရှိတဲ့သစ်ပင်ကြီးတစ်ပင်အောက်ကိုဝင်ပြီးတော့ရိတ်ခုန်နေမိပါတယ်။ကိုမူးကသစ်ပင်ပင်စီကိုမိပြီးတော့မျက်လုံးနဲ့မှေးဆဲနေပါတယ်။နွားတချင်းကရခိုင်တစ်ဖက်မှာရှိတဲ့ခြုံမင်းနေနီးမှာလှဲခွေနေကြပါတယ်။အဲဒီချိန်မှာပဲနွားတွေကတဆူဆူတဆဲဆဲနဲ့နှာတွေမှုတ်ကြပြီးတော့ရခိုင်တွေကိုစောက်တီးရမရပြေးလွှမ်းနေကြပါတယ်။အဲဒီဖြစ်ကုန်မြင်တဲ့ကိုမူးကမှေးဆဲနေတဲ့ကိုမူးကိုပုံထုတ်လိုက်ရ။ဟဲ့ငမူးဟိုမှာနွားတွေလန်ချားနေဘာဖြစ်တယ်လဲမသိဘူးကွာ။ ။အော်မွေတွေးလို့လမ်းပြေတာဖြစ်မှာပေါ့ကိုကြီးက။မွေတွေးတာဒီလောက်လမ်းမှာမလားကွ။ဘဲပင်နေကိုနေမိရင်တော့ဒုက္ခပဲဟိ။ကိုဦးကသစ်ပင်ရောင်းနေထားရလိုက်စင်မှာတော့တန်ကြီးကရုပ်ရှင်နီးကပ်လာပြီးတော့ရေပြင်မှာရေလိုင်းနေကဲဆိုလှုပ်ခတ်လာတာကြောင့်မတ်တရက်နေလိုက်ပါ။ကိုကူကလည်းလွင်ထွက်သွားပါလေ။ထိုင်နေတဲ့မောင်တော်ကလည်းလေးဘက်ထောက်လဲကြပြီးတော့မြေပေါ်မှာလိမ့်နေပါလေ။ကိုမူးကလည်းအခုမှမျက်လုံးဖွင့်ပြီးတော့ကြောက်လန့်ကြထောက်အောင်ပါတော့တယ်။ဟောငလီလုံးနေတာဟေးငတော့က အဲ့ဒီချိန်မှာကုံမှုမိထားတဲ့တစ်ပင်ရဒကြမ်းကြမ်းတစ်ဖက်မှောက်အတန်းနဲ့မြည်ဟီးပြီးတော့တစ်မြစ်တွေကလည်းမြေပေါ်ကိုရုံးကန်တက်လာကြပါတယ်။ကုံမှုကလည်းတစ်ပင်အောင်ကနေအမြန်ခုန်ထားလိုက်ပြီးတော့လဲကြံနေတဲ့မော်တော်ရဲ့လေကုတ်ကိုဆွဲပြီးတော့တစ်ပင်နဲ့လွတ်ရအောင်အမြန်ပြေးရပါလေတော့။မြေကြီးကအထောက်အောင်ပင်ကြောင့်လူလုံးကလှုပ်ရှားနေပါလေ။တစ်ပင်အောင်ကနေပြေးထွက်ပြီးရခိုင်နဲ့ကိုရောက်မှတော့ကုံမှုကချော်လဲကြသွားပါတယ်။သူတို့ပြေးထွက်လာခဲ့တဲ့တစ်ပင်ရအမြစ်ကနေလန်ပြီးတော့တစ်ဖက်ကိုလဲကြသွားပါတယ်။ကုံမှုကအံဩနေတယ်မှာပဲသူတို့လဲကြနေတဲ့ရခိုင်ပြည်မျက်နှာပြင်မှာ အကွဲကြောင်ကြီးတခုကမိကိုကြက်လျှောက်တကယ်ဆိုအတန်းလိုက်ကြီးဖြစ်ပေါ်လာပါတယ်။အဲ့ဒီအကွဲကြောင်ကြီးရဲ့အပေါ်မှာမောင်တော့ကငုတ်တုတ်ထိုင်နေခြင်းဖြစ်တယ်။မျက်စိချင်းမှာပဲအကွဲကြောင်ကြီးကအုန်းငယ်ကွက်ထွက်သွားလေတော့မောင်တော့ကလည်းအကွဲကြောင်လေးကိုပြုတ်ကျသွားပါလေတော့တယ်။ကိုမူးကမောင်တော့ရဲ့လက်တစ်ဖက်ကိုပြည့်ဆက်လိုက်သဖြင့်သာမောင်တော့တယောက်ကအကွဲကြောင်ကြီးလေးကိုကြမသွားခြင်းဖြစ်ပါတယ်။ကိုမူးကအောက်ကုန်သုံးပြီးတော့မောင်တော့ကိုဆဲတင်ရပါတယ်။အကွဲကြောင်ကလင်းကားတောင်ကနေဆိုင်ပါတယ်။ကိုမူးနဲ့မောင်တော့ကအကွဲကြောင်ကြီးနားကနေပြေးထွက်လာခဲ့ကြပါတယ်။ ရတဲ့လေးကိုကြည့်လိုက်တဲ့အခါမှာတော့မြေပြင်မှာပြပြဝှက်လျက်သာပြိုကျနေပြီဖြစ်ပါတယ်။အဲဒီချိန်မှာဝုန်းကလေးဆိုင်နဲ့တူရခိုင်နှစ်ပေးကရှောင်းစေတီတော်ကလည်းခေါင်းလုံးတော်နေရာကနေပြတ်ထွက်ပြီးတော့ပြိုလဲကျသွားပါတယ်။ဒေဒီပြိုကျတဲ့အချိန်ကြောင့်မြေပြင်နေပင်တုံ့လှုပ်ကုန်ကြပါတယ်။စက္ကန့်30ကြာလှုပ်ရှားပြီးတဲ့အခါမှာမြေပြင်ကပြန်လည်တည်ငြိမ်သွားပါလေတော့တယ်။အရိခိုင်မှာလွှတ်ချောင်းထားတဲ့နွမ်းနှကောင်လည်းဒေဒီရှိအောင်စစ်ပေးပါလေတော့တယ်။ကိုဦးကမြေပြင်ကနေအမြန်ခုန်ထားလိုက်ပြီးတော့နွမ်းနှကောင်တော့ကိုပြေးလည်သွားပါတယ်။ကိုမူးနဲ့မောင်တို့ကလည်းကိုဦးရဲ့အနောက်ကိုပြေးလည်လာခဲ့ကြပါတယ်။ ေဒီကုန်းလေးပေါ်မှာတော့အုတ်ကျိုးဥပ္ပဲ့တွေနဲ့ပြန်ကျက်နေပါတယ်။ကိုကူကလွမ်းနှကောင်ကိုပြန်ဆဲလာတဲ့အချိန်မှာဖះကုန်းတော်အုပ်ဖက်မြေပြင်မှာကိုင်ကြီးတလုံးကကြာနေတာကိုတွေ့လဲရပါတယ်။ကိုင်ကငွေနဲ့ပြုတ်လို့ထားခြင်းဖြစ်ပြီးတော့အလုံးပိတ်ထားပါတယ်။ကိုကူကလည်းကိုင်ကိုကောက်ယူကြည့်နေတဲ့အချိန်မှာပဲကိုမူးနဲ့မောင်တော်တို့ကရောက်လာခဲ့ကြပါတယ်။ဟိုကိုကြီးအဲ့ဒါဘာကြီးလဲကိုကြီး။ဟေးဟိုငါလည်းမသိဘူးဟာ။ဘယ်ကနေဘလို့ဖြစ်ပြီးတော့ဒီကိုင်ကြီးကဒီကိုရောက်လာလဲမသိဘူး။ကိုကူကလည်းကိုင်ကိုဖွင့်ကြည့်လိုက်ပါတယ်။ သို့တော်လည်းကိုရဲကအလွန်ကြက်နေတာကြောင့်အုတ်ခဲတစ်ခုကိုကောက်ယူပြီးတော့ရိုက်ဖွင့်လိုက်ပါတယ်။အဖုံးပွင့်သွားတဲ့အခါမှာတော့ရွှေငွေရည်နာတွေကဟောငငယ်ပြောက်ကြလာပါတော့တယ်။စင်စင်အဖြစ်တော့အဲ့ဒီဟာကိုရဲတစ်ခုမဟုတ်ဘဲနဲ့ငွေကြောက်တလုံးဖြစ်နေပါတယ်။ကိုဦးကလည်းရွှေသားတွေကိုကောက်ယူကြည့်လိုက်တဲ့အခါမှာရွှေသားအတိနဲ့ပြုတ်လုထားတဲ့ဆင်းလူတော်တွေဖြစ်နေပါတယ်။အော်ဖျားဆင်းလူလေးတွေပါလားငမူးကကိုမူးကလည်းဆင်းလူလေးတစ်ခုကိုကောက်ယူလိုက်ပါတယ်။အဲ့ဒီဆင်းလူတော်ကတမိုက်ခက်ရွယ်ရှိပြီးတော့အလေးချိန်ကလေးနေနေပါတယ်။ ကိုမိုးကအဲ့ဒီဆင်းလူလေးကိုသွားနဲ့အသာကိုက်ကြည့်လိုက်တဲ့အခါမှာတော့သွားရအောင်မှာဝင်းလန်နေတဲ့ရွှေအောင်လေးကထွက်ပေါ်လာပါတယ်။ဟာကိုကြီးဒါဒါရွှေဆင်းတို့တွေပဲဗျ။ကိုဦးကလည်းဆင်းလူလေးတွေကိုတစ်ခုပြီးတစ်ခုထုတ်ကြည့်လိုက်ပြီးတော့ဒါဆိုရင်ဒီဟာဖရဲရဲ့ဌာပနာတွေပဲဖြစ်နေမြဲကွ။အာဖရဲဌာပနာမြေအောက်ထဲမှာရှိမှာမဟုတ်ဘူးလား။မဟုတ်ဘူးကွ။ဇေဒီရဲ့ငါပြောဘူးတို့ခေါင်းလောင်းတို့မှာထည့်ထားတဲ့တယ်လို့လူကြီးတွေပြောတာကိုငါကြားဘူးတယ်။အာဖြစ်နိုင်လေကိုကြီး။ဘုန်းကဖရဲပြိုကြတော့ထွက်လာတာများလား။ ဒါဆိုကျတို့ဒီဖျားတို့ရလူကြီးကိုသွားပြီးလဲရမယ်ဗျာအဲ့ဒီအချိန်မှာကိုဦးကလည်းဘေးဘီကိုလှည့်ကြည့်လိုက်ပြီးတော့ဟဲ့ငမူမင်းယူနေပြီလားငမူကငါတို့ချမ်းသာတော့မလီကွာကိုဦးကထပြောလိုက်တာကြောင့်ကိုမူးကလည်းအံ့ဩသွားပါတယ်အော် အကိုကြီးဟိုဟောဒီဖျားသေးတွေတွေနဲ့ကျတို့ချမ်းသာမှနဲ့ဘာဆိုင်လို့လဲကိုကြီးကအဆိုင်နာမောဟာဒါဒုန်းနဲ့ထိုက်လို့ရတာကွာဒီရွှေစင်းတွေကိုထုခွဲရောင်းချပြီးငါတို့ချမ်းသာတော့မှာကွာမေးသိရလား အာကိုကြီးကလေဖျားပစ္စည်းတွေလောက်ကောင်းလို့လားကိုကြီးဟာအလောကောင်းပါနဲ့ကွာငါတခါတော့ဒီစီဒီကြီးကိုကြည့်ပြီးတော့စူတောင်းမှုတယ်ကွာဟိုကျွန်တော်တို့ခက်ခဲပင်ပန်းပန်းမလို့ရပဲနဲ့ချမ်းသာအောင်ဆောင်မပေးပါလို့စူတောင်းမှုတယ်ကွာအခုဒီရင်နာတွေကြလာတာငါစူတောင်းပြည်တာပဲကွာအဲ့နောက်မှာလောပစောတိုက်နေတဲ့ကိုကရွှေစင်းလူလေးတွေကိုပစုံးနဲ့ထုတ်ယူလိုက်ပါဟေ့အောင်ငမူးနဲ့ကတော့မင်းတို့ဒီကြောင်ကိုဘသူ့အမှမပြောအောင်တော့မင်းတို့နှောက်လောင်ပါသေးတော့ ငါဒီရွှေတွေထုခွဲရောင်းချပြင်းမင်းတို့လည်းဝေစုပေးမှာပါကွမင်းတို့စိတ်မပူကြပါနဲ့ဒီလိုနဲ့ကိုမူးနဲ့မောင်တို့ကလည်းခေါင်းထင်းလိုက်ကြပါလေတော့အမှန်တကယ်အဖြစ်တော့အဲ့ဒီဟာကိုင့်ကြီးတစ်ခုမဟုတ်ဘဲနဲ့ဌာပနာတွေထည့်ထားတဲ့ကျုပ်ဘူးကြီးတစ်ခုသာဖြစ်ပါကိုကြီးတို့ကလည်းအသိဉာဏ်နဲ့ပါလာတာကြောင့်ကိုင့်ကြီးလို့သာထင်မြင်ယူဆနေကြခြင်းဖြစ်ပါအဲ့ဒီငလိကြီးကဖျားအပြင်ဖြူးငလိကြီးဖြစ်ပါဖြူးမျိုးနဲ့တောင်ငူမျိုးအပြင်ဘကိုးတိုင်းတွင်ထိအထိကိုက်ပျက်စီးများလာပါတယ် ရွာဟောင်းကြီးရွာမှာလည်းအိမ်တော်များများပြိုပြက်ကုန်ပါလေ။ဘာသာမောင်းအတီးဒုက္ခရောက်ကြရတော့လေစိတ်ပျော်နေတဲ့သူတူဦးကတော့ရှိပါ့။အဲ့ဒီလူကတော့ကိုဦးပဲဖြစ်ပါ့။ညချိန်ကိုရောက်ခဲ့ပြီ။ကိုဦးတို့ခြေတန်းချင်းအိမ်မှာလည်းလဲပြိုပျက်စီးသွားပါလေ။အိမ်ဟောင်းပစ္စည်းတွေနဲ့အိမ်ရှင်းမှာကွပ်ပစ်တခုကိုအချိန်မီပြုတ်လို့ပြီးတော့ညရေးကြရပါလေ။အရင်ကတော့ကိုဦးတို့လင်မယားနဲ့ကလေးတွေကအိမ်ပေါ်ထဲမှာအိပ်ပြီးတော့ကိုမိုးကအိမ်ရောက်မှာအိပ်ပြီးမောင်တော်ကအိမ်နောက်ဖက်မှာအိပ်ရတော့လေအခုချိန်မှာတော့ကွပ်ပစ်တခုပေါ်မှာဒန်းလူအိပ်ဆက်ကြရပါလေ။ ိုးဦးကဖျားစင်းတို့တော်တွေကိုရေကပြင်အောက်မှာမြှုပ်နယ်ထားပြီးတော့အပေါ်ကအင်တုံတစ်လုံးနဲ့အုပ်ထားလိုက်ပါတယ်။အခြားသူတွေကအိပ်ပျော်နေကြတော့လေကိုဦးကတော့ဖျားစင်းတို့တော်တွေကိုထူခွဲရောင်းချပြီးတော့တထေးဖြစ်မဲ့အရေးကိုတွေးမိပြီးတော့ပြုံးပြောင်းနေတဲ့အိပ်ပျော်သွားပါလေတော့တယ်။အိပ်ပျော်ပြီးတော့မကြခင်ချိန်မှာကိုဦးရဲ့အနားမှာလူကြီးတယောက်ကလာရဲပါလေ။ကိုဦးကလည်းမနှိုးရဘဲနဲ့အလိုလိုနှိုးသွားပါလေ။အလူကြီးကမုံကောင်းပေါင်းကြီးကိုပေါင်းထားပြီးတော့အသက်80ရွယ်ခန့်ရှိပါတယ်။ဝှစ်စိန်ဝင်းနှခမ်းမွေးတွေကဆွတ်ဆွဖြူနေပါလေ။ မင်းလိုချင်တော့အเจ้าမြေရင်နာတွေကိုယူလို့ရတယ်ကွာဒါပေမဲ့ဖះငါးသူကိုတော့ငါတို့ကိုပြန်ပေးပါဘာလို့ပြန်ပေးရမှာလဲဗျခမောက်ဝတီလာပြောနေတာခမောက်ဘယ်သူလဲငါမင်းကိုနောက်ဆုံးချိန်နဲ့သတိပေးမယ်နော်ဖះငါးသူကိုမင်းကိုကြိုးအတွက်သုံးလို့မရဘူးကွာဒီဥပွားတော်တွေကတကိုးသိကြီးတယ်အေးသုံးလိုက်တာနဲ့မင်းအသေးဆုံးနဲ့သေရလိမ့်မယ်မပေးဘူးဗျာမပေးဘူးလုံးဝမပေးဘူးဗျာကိုဦးကအော်ဟင်းနဲ့နိုးထလာခဲ့ပါတယ်အဲဒီအချိန်မှာပဲကိုမူးနဲ့မောင်တို့ကလည်းလန့်လို့ပြီးတော့အော်ဟင်းကြပါတယ်ကိုမူးကအလွန်တုန်လှုပ်နေပါတယ် အခုကျုပ်ကျုပ်ကျုပ်တို့အဲ့ဒီအဲ့ဒီစင်းလူတွေကိုပြန်ထားလိုက်ရအောင်ဗျာကိုကြီးရဲ့သနီးတဲ့ဟာအကြောင်းတော်တော်နဲ့ကြည့်နေပါလေဟေ့အောင်ငမူမင်းမူးယူပြီးတော့မဟုတ်တယ်ရှောက်မနေနဲ့ပြန်ရင်နေတယ်ကိုကြီးကကိုမူးကိုနှစ်သိမ့်ပြီးတော့ပြန်သိမ့်ထားလိုက်ရပါလေအဲ့နောက်မှာဆက်လက်အရင်စူးစမ်းတော့လေအိမ်မြတော့တဲ့ပြင်ခေါင်းတစ်ချင်းကလည်းတစစစနဲ့ကြိုက်ခဲလာပါလေကိုကြီးကလည်းရုတ်တရက်ဖြစ်ပေါ်လာတဲ့ဝင်းတော်ကိုအံ့ဩနေမိပါလေအဒီလိုနဲ့အတန်ကြာတဲ့အခါမှာတော့ကိုကြီးရဲ့စိတ်ထဲမှာတန်တရားဝင်လာပါလေ ဟိုဟိုဘုရားတွေကတကိုးကြည့်တဲ့ဘုရားတွေဆိုတော့ငါရေကပင်အောက်မှာထားတာကိုမကြိုက်လို့ခေါင်းကိုက်နေတာလားကိုကူကလည်းအဲ့နေရာနဲ့ချက်ချင်းထားပြီးတော့ရေကပင်အောက်မှာဟွက်ထားတဲ့ဘုရားစင်းတော်တွေကိုတူးဖော်လိုက်ပါအသေးစားကြည့်လိုက်တော့ဖျားစင်းလူတော်ကငါးသူတီးတီးဖြစ်ပါစင်းလူတဆူမှာအစိတ်စားကန့်အလေးချိန်ရှိတာကိုတွေ့ရပါတယ်စင်းလူတော်နဲ့အတူရွှေသားငွေသားချုံနဲ့ကြောင်းမြေနာတွေကပါဝင်ပါတယ်ကိုကူကလည်းဖျားစင်းလူတွေကိုနေရာကျပြန်ထားလိုက်ရင်စိတ်ကူးမိတော့လဲလောဘစိတ်တွေကများနေတာကြောင့်အမားမှန်အောင်မမြင်နိုင်တော့ဘဲနဲ့ သစ်ပင်ခွာကြားတစ်ခုထဲမှာတင်ထားလိုက်ပါလေတော့နောက်တနေ့မနက်မှာတော့ညီကုန်းတယောက်ကရွာပြင်လူရှင်းတဲ့နေရာမှာခေါင်းကြီးဆိုင်ရပါမောင်တော်တယောက်လည်းပါဝင်ပါတယ်မင်းတို့အိမ်မဆိုးတင်မထားပါကွာဘာမှမဖြစ်ပါဘူးကွာမဟုတ်ဘူးနော်ကိုကြီးကျွန်တော်တို့၃ယောက်ကလုံးအိမ်မက်တဲ့ပုံစံကဒီပုံစံနဲ့မက်ထားဆိုတော့ထူးဆန်းနေတာတော့အမှန်ပဲဗျဒီမင်းကမှုမစ်တေချောက်တွေ့ကြည့်လဲဆမ်းပါကွာ DNA တွေကိုထူခွဲရောင်းချပြင်မစ်တသက်ဘာမှလုံးဆက်မလို့တော့ဘူးနိုင်ငံခြားလာတဲ့ကောင်းမင်းညုံးမေးဆိုတဲ့အရက်တွေကိုတောက်မယ် အစားကောင်းအတော့ကောင်းတွေကိုစားနိုင်မယ်လေကွာမင်းဒီလိုမဟုတ်မလို့ချင်းဘူးလားကွာဒီရောက်မှပဲတသက်လုံးရာဆိုင်နေပြီးတော့ဆင်းရဲနဲ့နေချင်းနေတာလားကိုမူးကကိုဦးပြောတဲ့အတိုင်းစိတ်ကူးရင်ကြည့်နေမိပါတယ်အဒီမဲကွာငါတို့တောင်းကမလဲဖန်ကြရင်ဒီစင်းတို့တော်တွေကိုရောင်းချဖို့သွားကြမယ်ကွာဟိုဖေဖေသွားမှလေကိုကြီးငါတို့ဒီနားမှာတော့ရောင်းလို့တော့မဖြစ်ဘူးကွ။ဒါဆိုဘကိုးတန်ရောင်းရောဗျာ။ဘကိုးမှအတီကျမှမရှိတာပဲကွ။ငါတို့လိန်နဲ့ပတ်တဲ့လူတွေနဲ့တွေ့ရင်ဘယ်လိုလုပ်မလဲ ဒါဆိုကိုကြီးကဘလို့စဉ်းစားထားတယ်ဒီလိုလုံးမယ်ကွာတာယာဝတီမှာအဖေအစ်ဒီတရောဆရာကြီးဦးတင်ဆိုတာရှိတယ်မို့လားအဲသူကဂီတာပြင်နာရှင်ဖြစ်တဲ့ပြင်အင်္ဂလိပ်မင်းနေကိုမြှောက်ပြင်ပြီးတော့သင်နေရေးတဲ့တော့အရာရှိအရာခံနေနေလည်းအဆင်ပြေတယ်ကွာအတိုင်းဝိုင်းလက်တံလည်းရှိတယ်မဟုတ်လားသူ့ကိုတိုင်ပင်ပြီးတော့ဟိုဒုဆက်လုံးကြရင်ကောင်းမယ်ကွာညီကိုညောက်ကလည်းခေါင်းညှိလဲကြပါတယ်နောက်တနေ့ကိုရောက်တော့သူတို့ဆုံးကလည်းတာအိုရီမျိုးကိုထွက်လာခဲ့ကြပါတယ်လမ်းတစ်ချောင်းမှာရှိတဲ့မျိုးရည်ကအပျက်စီးတွေနဲ့ပြည့်နှက်နေပြီးတော့ သုံးရက်ခန့်ကြာတဲ့အခါမှာတာရီမျိုးကိုရောက်ပါတယ်။ရောဆရာကြီးဦးတင်ကတာရီမျိုးပေါ်မှာအင်ကြီးရခိုင်နဲ့နေထိုင်ပါတယ်။ဦးတင်ကကိုဦးတို့ကိုမှတ်မိတာကြောင့်သိစေစေဝေဝေဆွေမျိုးဆက်နေကြမလို့ပဲ။ကိုဦးကလည်းလာရင်အကြောင်းရှင်းပြလိုက်ပြီးတော့ရင်နာပစ္စည်းတွေကိုပြသလိုက်ပါတယ်။ရင်နာတွေကိုမြင်တဲ့အခါမှာဦးတင်ရဲ့မျက်နှာအလွန်အံ့ဩနေပါတယ်။ဟိုအဲ့ဒါကျုပ်တို့ဒီပစ္စည်းတွေကိုထူခွဲရောင်းကြကြပါလေဦးကြီး။ကျုပ်တို့ကိုကူညီပေးပါ။အေးပါကူညီရမှာပေါ့။ငါးစီထဲမှာရင်နာပွဲစားကြီးတွေရှိပါလေကွာ။ ။ဦးတော်ရဲ့မင်းတို့ရောင်းချပြီးငေါ့မမေးအောင်တော့။အားစိတ်ကြပါဦးကြီးဟာ။ဦးရောကျောက်တော့ထိုင်တန်တန်ကြောက်မှာပါ။ဒီလိုနဲ့ဦးတင်ကလည်းသူနဲ့ခင်မင်းနဲ့ရန်တော်ပွဲသားမိမကြီးတူဦးထံကိုခေါ်ဆောင်သွားပါတယ်။အဲ့ဒီမိမကြီးဟာကျောင်းမြတ်လောကမှာနာမည်ကြီးပြီးတော့ချမ်းသာလှပါတယ်။အဲ့ဒီပွဲသားမကြီးဟာကျောင်းမြတ်ရန်တော်တွေကိုတိမ့်ကြုံဝယ်ယူပြီးတော့ဈေးဖြတ်ပေးလိုက်ပါတယ်။အရှင်တို့ရဲ့ကျောင်းမြတ်တွေအားလုံးကိုကျွန်မယူမယ်။ရှင်တို့ငွေတထောင်ပေးမယ်။တထောင်ပဲလားဗျာဒီလောက်အများကြီးရော ။အရှင်တို့ကြောက်နေတဲ့မှာစိန်ကောင်းကြောက်ကောင်းမှာမပါပဲ။ပြီးတော့ကြောက်ဆိုတာအချိန်ကြာလာလေးလေးတံပိုးကြသွားလေးလေးမဟုတ်လား။ဝဲသားမကြီးဟာတမင်စင်းနေဝဲယူခြင်းဖြစ်ပါတယ်။အသို့တော်လည်းတထောင်စုဆုံးငွေရလည်းအလိခေကအတော်တန်များပြားတဲ့ငွေဖြစ်ပါတယ်။ဟောဒီစင်းလူတွေကိုရောင်းချခြင်းပါတယ်ဗျ။အဖျားစင်းလူတွေတော့ကျမမဝေးပါဘူး။ဟိုကျမကကြောက်ကုန်သေးပါ။ကိုဦးတို့ကပွဲစားမကြီးပေးတဲ့ငွေတထောင်ယူလာခဲ့ကြပါလား။ဖျားငါးသူ့ကိုမြောင်းချသေးတာကြောင့်ကိုဦးကလည်းမကျေနပ်နိုင်သေးပြီ ရောစာကြီးကိုဝင်းနေရကရော့လိုက်ပြီးတော့အဲ့ဒီနေမှာပဲဝေကောင်းစားလာတွေဝေဝေးဆင်ပြီးတော့တာဝတီမြို့မှာရှိတဲ့စားတော့ဇာကြီးမှာအစင်တဲမြင့်မြင့်စားကြောက်ကြပါတယ်။ဂုံမူးကလည်းအရက်တွေကိုတောက်စားနေရ။ဟိုအကိုကြီးတထောင်ဆိုတဲ့ငွေရလည်းမနှဲပါဘူးဗျာ။ကျုပ်တို့တသက်ငွေတရားနေရာတော့လက်ထက်ကင်မှုတာမှမဟုတ်တာ။ဟိုဒီငွေတွေယူပြီးတော့ပြန်ညှောက်ပါစို့ဗျာ။ဖျားဆင်းတို့တော်တွေကိုတော့ရွာလူကြီးတွေလက်ထက်ကိုပြန်အပ်လိုက်မယ်လေဗျာ။မင်းတော်တော်ညံမရှိတဲ့ကောင်ပဲငမူးက။ ဒီစင်တို့တွေကြီးအပ်လိုက်ပြီးတော့ငါတို့ကစားနေတောင်းနေနေတယ်ဆိုရင်ရွာလူတွေကဘလို့ထင်ကြမလဲကွာတစ်တက်စားလဲကြက်တုံနှစ်တက်စားလဲကြက်တုံပါပဲကွာဒီချိန်နေရောက်မှာတော့မထူးတော့ပါဘူးမောင်တော်ကတော့ညီကိုနှစ်ယောက်ပြောဆိုနေတာကိုသတိမထားမိပဲနဲ့စားတော့လို့သာနေပါတယ်ကိုဦးကလည်းတရောဆရာကြီးရဲ့ဘက်ကိုလှည့်လိုက်ပြီးတော့ဟိုကြံနေဆွေစင်းလူတွေကိုရောင်းဖို့လို့ပေါ့ဦးကြီးဟာဒါနေရောင်းထိုင်လဲဦးကြီးကိုကြော့ပါဦးမယ်တရောဆရာကြီးကလည်းတစ်ချက်စဉ်းစားလိုက်ပြီးတော့အနေုံးကွာတောအုပ်ကိုပိုင်းရင်ဆိုတော့ကျုံနေသေးတယ် အသူရဲ့ဆရာတတုံးဝင်တော့မစ္စတာဖီကလဲတဲ့ကိုပိုင်းရင်တခါပြောဘူးတာဟိုသူဆရာရှေးအောင်စင်းလူတော်ရုပ်ဘောတော်တွေကိုဝယ်ယူစုဆောင်နေတယ်ဆိုပဲကွာဟိုအင်္ဂလိပ်ကြီးကဖျားစင်းလူကိုဝယ်ပါမလားဗျာအဝယ်မှာပါကွာငါရှေးအောင်ပစ္စည်းတွေကိုတိတ်နားမလဲပေမဲ့ဒီစင်းလူတွေကိုကြည့်ရတာရှေးအောင်စင်းလူပုံစံပဲကွာရွှေနဲ့လှုပ်ထားတာဆိုတော့ထန်ဖို့လဲကြီးမယ်ကွာမစ္စတာဖီကလဲကြိုက်မှာသိကြတယ်ဟိုဒါဆိုရင်လဲဆက်သွယ်ပေးပါဗျာအေးမင်းတို့ဒီမှာတည့်နေရနေအောင်ငါကိုပိုင်းရင်ကိုဆက်သွယ်လိုက် ။ဒီလိုနဲ့ကိုဦးတို့လူတူကလည်းတရောစရာကြီးဦးတင်ရနေမှာတောင်းတနေကြပါလေ။တော့ဦးပိုင်ရင်ကတော်တဲ့ကိုကွင်းဆင်းသွားတာကြောင့်တပတ်ခန့်စောင့်နေကြပါလေ။အဲ့ဒီအခိုင်မှာကုံမှုတယောက်ကပြဿနာရှာပါလေတော့နေ။မူးလာတဲ့အခါတိုင်းမှာအိနီနာချင်းတွေပုံဆိုင်မလူတွေကိုဖျားဆင်းလို့တော်နေတဲ့ရင်နာတွေအကြောင်းကိုပြော့ပြောင်းနေလေးရှိပါလေ။လူများသူကလည်းကုံမှုရဲ့သကောင်းကိုမြုံကြည့်တော့လဲကိုဦးကတော့အလွန်တော်ပါလျက်ရှိပါလေ။မူမူနဲ့အိမ်ပြန်လာတဲ့ကိုမူးရဲ့လေကုတ်ကိုကိုဦးကဆောင့်ဆွဲလိုက်ပါဒီမှန်ကမှု မင်းပါဇက်ကိုစီးရရှိတန်းပါကွာငါတို့ကဆင်းတို့တော်တွေကိုခိုးရောက်နေတာလူတွေတီးတာရင်အမှုပတ်နေတန်းပါဦးမယ်အကိုကြီးဟာကြောက်ပြောပြီးသားပဲမဟုတ်လားဒီဆင်းတို့တွေကိုပြန်ပေးလိုက်ပါလို့မပေးနိုင်ပါဘူးကွာငါကန်ကောင်းလို့ရလာတော့ဘယ်သူမှမပေးနိုင်ဘူးကွာဒီမှန်ကမှုနောက်တစ်ခါမေးဒီเจ้าတွေကိုလူတွေကိုထပ်ပြောလို့ရတော့မင်းကငါတတ်မယ်နော်မင်းနားလေလားငမူးကလည်း PDD နဲ့ပြောင်းလိုက်ပြီးတော့ခေါင်းချိန်လိုက်ပါတယ်။သို့တော်လည်းငမူးကပါးစပ်မလုံးပဲ။အဲ့ဒီအကြောင်းကိုပြောမယ်ပြောသေးဖြစ်ပါတယ်။ ဥတင်ရဲ့ချင်းရင်ကအင်းကြီးချင်းတွေကတော့ဥတင်ကိုအဲ့ဒီအကြောင်းကိုမေးမြန်းကြပါတယ်။ဥတင်ကလည်းနှုတ်လျရန်အတွက်ကိုဦးကိုအပြစ်တင်ပါတယ်။ကိုမူးကထပ်မံပြောနေတာကြောင့်ကိုဦးတယောက်ကစိတ်မထိန်နိုင်တော့ဘူး။နောက်တစ်နေ့မှာကိုဦးကကိုမူးကိုခေါ်ဆောင်ပြီးတော့တနေရောင်ကိုခေါ်ထုတ်လာခဲ့ပါတယ်။ညီကိုနှစ်ယောက်ထွက်သွားတော့မြေတွေးလိုက်တဲ့မောင်တော်ကအနောက်ကနေမရောမလဲနဲ့နောက်ကခံပြီးတော့လိုက်လာခဲ့ပါတယ်။ကိုဦးတို့ညီကိုကမြို့ပြင်မှာရှိတဲ့ဇေယျကြီးတစ်ခုစီကိုရောက်လာခဲ့ပါတယ်။ဇေယျပေါ်မှာထိုင်နေကြရင်လည်းမကြခင်အချိန်မှာကိုဦးကလွယ်ရည်ထက်ပလင်းလေးတစ်လုံးကိုထုတ်ယူလိုက်ပါတယ်။ဟိုတော့ ဒါဘာပဲလင်းလဲကိုနိုင်ငံသားပြည့်အရပါငမူးဟာဥဒင်ပြောတာစကော့ဝီစကီဆိုလားပဲကွာငမူးကလည်းအရပလင်းကိုယူပြီးတော့မော့တောင်းလိုက်ပါတယ်အာအရကကောင်းလိုက်တာဗျာဒါပေမဲ့အနိုင်ကြီးကတော့တမျိုးကြီးပဲနော်ဒါနဲ့အကိုကြီးကဘာစိတ်ကူးဖို့လို့ကြောက်ကိုဒီကိုခေါ်လာတာလေဗျငမူးမင်းရင်နာတွေရတဲ့အကြောင်းရှောက်ရှောက်မပြောနဲ့တော့နော်အကျုံလဲမူးလို့ပြောမိတာပါအကိုကြီးကနောက်ဆုံးမပြောတော့ပါဘူးအေးပါညီလေးဟာနောက်ဆိုရင်လည်းမင်းပြောနိုင်မှာမဟုတ်တော့ပါဘူးကွာ ကိုဦးကတစ်ချက်ပြောင်းလိုက်ပါတယ်။ကိုမူးကတော့အရပလင်းကိုဖင်ထောင်းနေအောင်မော့တောင်းနေလိုက်ပါ။ညီကိုညောက်ဆက်ထိုင်နေနေနိုင်ဝဲခန့်ကြတဲ့အခါမှာကိုမူးတယောက်ကခေါင်းနေမူးဝင်လာပါတယ်။ဟိုအခုကြုတ်ကြုတ်ကြုတ်ခေါင်းနေမူးလာနေဗျာ။ဟိုရင်မထက်လည်းပူလာသလိုပဲဘလို့ဖြစ်လာတယ်လည်းမသိဘူး။အဲဒီအချိန်မှာကိုဦးကလည်းမတ်တက်ထားရလိုက်ပါတယ်။ကိုမူးကမတ်တက်ရလိုက်တော့လည်းမထနိုင်တော့ဘဲနဲ့လေးဘက်ထောက်လဲကြသွားပါတယ်။အဲဒီအချိန်မှာပဇက်ထဲကအဖြစ်အောင်ရည်တွေနဲ့တူ သွေးတွေရပါဟောနဲ့အန်ကြလာပါနဲ့ကိုမိုးကလည်းဇေယျချမ်းမြေမှာလူးလုံပြီးတော့အော်ဟစ်နေပါအော်ကိုကြီးပူတယ်ဗျကြောက်ရင်နေပူတယ်အော်ဘိုက်ထဲမှာဥတွေတထောင်းလုံးနဲ့ပြတ်ထောင်ကုန်လို့ပဲဗျအကိုကြီးအကိုကြီးကြောက်ကိုဘာလို့လိုက်တာလဲကိုဦးကလည်းကိုမိုးကိုငုံကြည့်ပြီးတော့ကောက်ကျစ်ဆင်းလဲတဲ့အပြုံးနဲ့ပြောင်းလိုက်ပြီးတော့အေးမင်းတော့ဆိုရင်ရှောက်မပြောင်းနိုင်တော့ပါဘူးငမူးဟာကဲသွားတော့ငရဲပြီကိုအေးရအေးကြောင်သွားတော့ ဘုံကဇရက်ပေါ်ကနေဆင်းသွားပါတယ်။ဂုံမှုမှာတော့သွေးတွေအန်ထွက်လျက်အတန်းကြောင်လူးလိမ့်နေင်းနဲ့မကြခင်အချိန်မှာငြိမ်သက်သွားပါလေတော့တယ်။အဲ့ဒီအဖြစ်ကိုနောက်ကနေနောက်ခံလိုက်လာတဲ့မော်တော်တယောက်ကတွေးရှိသွားပါတယ်။ရင်နာပစ္စည်းတွေအရေးအကြောင်းညင်းဖြစ်သူကိုအစိတ်ခတ်တက်လိုက်တဲ့ဂုံမှုအဖြစ်ကိုတွေးတော့မော်တော်တယောက်ကကြောက်လန့်နေမိပါတယ်။ဟာဂုံကိုကညင်းရင်းကိုတော့တက်ပြစ်တယ်ဆိုတော့ငါ့ကိုလည်းတက်ပြစ်ဖို့ဝင်လေးမှမဟုတ်ဘူး။ဟိုဒီဒီเจ้าတွေကိုငါတိသွားတယ်ဆိုရင်ငါ့ကိုချင်းစီတက်ပြစ်မှာပဲ။ ငါငါဒီကြောင်မသိကြအောင်ဆောင်ပြီးတော့ရှုပ်ဝဲထားမှဖြစ်မယ်ကိုဦးမတန်တရားကိုဝင်နေသေးတာကြောင့်မောင်တော်တယောက်အင်ကိုအရင်ပြန်ရောက်နေပါတယ်တခါမှအရင်မတော်ဘူးတဲ့ကိုဦးကအဲ့ညနေမှာအရက်တွေတောက်ပြီးတော့မူးရင်ပြီးတော့ပြန်ရောက်လာပါတယ်မောင်တော်ကမသိကြအောင်ဆောင်လိုက်ပြီးတော့ဟိုကိုဦးကိုမူးကိုမတွေ့ပါလားဗျအာဒီကောင်တန်တရားမှမူးပြီးတော့သွားရင်နေလာဖြစ်မှာပေါ့ကွာအဲ့ဒီချိန်မှာတယောက်ဦးတင်တဲ့သူကိုပိုင်းရင်ကလိုက်ပါလာပါတယ် ကိုဦးကလည်းကိုပိုင်ရင်ကိုရှင်စင်းတူလေးတွေကိုပြသလိုက်ပါတယ်။ရှင်အောင်ရှင်စင်းတူတော်တွေကိုတွေ့တဲ့အခါမှာကိုပိုင်ရင်မျက်လုံးတွေကအယုံလက်သွားပါတယ်။ဘလို့လဲကိုပိုင်ရင်ဒီစင်းတူတော်တွေကရောင်းလို့ရနိုင်မလားဗျ။မစ္စတာဖီကလန်ကြိုက်လို့ရလား။အော်ကြိုက်တယ်။သိတ်ကိုကြိုက်ထားပါဗျာ။ရုပ်ကရှင်အောင်ပစ္စည်းတွေအကြောင်းကိုသိတ်နားလည်တဲ့လူမဟုတ်ပေမဲ့ဒီစင်းတူတွေကိုကြည့်ရတာကတော့လွန်ခဲ့တဲ့နှစ်ပေါင်း2300လောက်ကလဲရနေဖြစ်မယ်ထင်တယ်ဗျ။ကျုပ်ဒီစင်းတူတော်တွေကိုမစ္စတာဖီကလန်စီကိုရောင်းပေးပါမယ်ဗျ။ဟိုဒါဆိုရင်ကျုပ်ကိုပါခေါ်သွားဗျ။ ဟိုဘရင်ကလည်းခေါင်းညှိလိုက်ပြီးတော့အေးဟုတ်ပြီလေမနေ့ကညနေကျရင်မျိုးပြင်ကတတော်ဌာနပိုင်းဘိုဒဲကြီးမှာဆောင်ကြမယ်အကိုတင်အောင်ဟောရီယကိုဦးကိုခေါ်လာခဲ့ပါကျုပ်ကမစ္စတာဖီကလန်နဲ့အဲ့ဒီဘိုဒဲကြီးမှာဆောင်နေမယ်ည9နာရီတည်းတော့မကြသေးပဲနဲ့လာခဲ့ကြပါဟုတ်ပြီနော်ဇင်းနုတော်တွေကိုရောင်းရတော့မယ်ဆိုတာကြောင့်ကိုဦးတယောက်ကပျော်ရွှင်နေပါတယ်မောင်တော်ကတော့လူသံသမားကိုဦးကိုကြည့်ပြီးတော့ထိတ်လန့်နေပြီဖြစ်ပါတယ်ကိုဦးကလည်းမောင်တော်ကိုနှုတ်ပစ်ပြီးရင်ကြိုတင်တွေးထားပြီးဖြစ်ပါတယ် စင်းလူတော်တွေရောင်းချပြီးမှရွာဦးပြန်တဲ့အခါမှာလူရှင်းနဲ့လမ်းတနေရာမှာတပ်ဖြတ်ပြင်းအတွက်ကြံရွယ်ထားခြင်းဖြစ်ပါတယ်။နောက်တနေ့ညနေမှာတော့တေဟောဥတင်နဲ့ကိုဦးတို့ကအင်းအန်းနေထွက်ခွာရင်ပြင်ဆင်နေကြပါတယ်။ဥတင်ကကိုဦးရဲ့နားကိုကပ်ပြီးတော့မောင်မင်းရဲ့ပစ္စည်းတွေပါရက်ကွာနော်။အာပါပါတယ်ဦးကြီးဟာ။အဲ့ဒီချိန်မှာမောင်တော်ကရောက်လာတာကြောင့်ကိုဦးကလည်းငါတော့မင်းဘယ်ဟိုးမှမတော်မင်းနဲ့အိမ်မှာပဲနေခဲ့ဟုတ်ပလား။ကြုံလဲလဲချင်တာပေါ့ကိုဦးက။လဲလဲချင်လဲလဲခဲ့ကွာ။ ဒါပေမဲ့ဟိုအိမ်ပေါ်တော့မတက်နဲ့ဟုတ်မလားကိုဦးကမောင်တော်ကိုခေါ်ဆောင်လာခဲ့ပါတယ်တင်တော်ဌာနဘယ်ယုံကြီးကညနေဆောင်ပြီဖြစ်တာကြောင့်လူသူကင်းမဲ့နေပါတယ်ဌာနရဲ့အရှိမတော့ကိုပိုင်းရင်ကအသင်းဆောင်ဆိုင်နေပါတယ်မောင်တော်ကိုဘိုးတော်ကြီးရဲ့အောက်မှာထားခဲ့ပြီးတော့ကိုပိုင်းရင်ဦးစီးခေါ်ဆောင်မှုနဲ့အဆောက်အဦပုံတက်ခဲ့ပါတယ်ကိုပိုင်းရင်ကရုံးကိန်းတစ်ခုတည်းကိုခေါ်ဆောင်သွားပါတယ်ယုံကန်ကြီးဟာခင်မီပရိဘောကတွေနဲ့ပြင်းထန်နေပါတယ်။ကိုပိုင်းရံလည်းကိုဦးဘက်ကိုလှည့်လိုက်ပြီးတော့ဟိုကိုဦးခမားပြည်စီတွေထုတ်လိုက်ပြ ကိုဦးကလည်းလွယ်ရည်ထဲကပစ္စည်းတွေကိုထုတ်လိုက်ပြီးတော့အနားမှာရှိတဲ့သပွဲကုန်လေးပုံကိုတင်လိုက်ပါတယ်။ကဲဘာမှလဲခမရတို့ရဲ့တရောဝင်တော်မင်းကိုပိုင်ရလည်းပြုံးလျက်ကအခန်းတန်နေရာကိုညွှန်ပြလိုက်ပါတယ်။အဲဒီချိန်မှာပဲအခန်းတန်နေရာမှာရှိတဲ့တကားချက်ကဝုန်းငနဲ့ပွင့်ထွက်သွားပြီးတော့အင်္ဂလိပ်ကြီးတယောက်ကထွက်လာပါတယ်။အင်္ဂလိပ်ကြီးရဲ့လက်ထဲမှာလည်းနှလုံးပြူးတနေကြီးတစ်လက်ကိုကင်ဆောင်ထားပါတယ်။ကိုပိုင်ရနဲ့ဦးတင်ကတယောက်မျက်နှာတယောက်ကြည့်လိုက်ပြီးတော့အနောက်ကိုစိုးလိုက်ကြပါတယ်။တနက်ကင်ပြီးတော့ထွက်လာတဲ့လူကြီးကိုတွေ့လိုက်ရတဲ့အခါမှာကိုဦးတယောက်ကထိတ်လန့်တုန်လှုပ်သွားမိပါတယ်။ တစ်သက်တည်းမှာပဲတနက်တန်ချက်ထွက်ပေါ်လာပြီးတော့နှလုံးမျိုးစံတွေကကိုလုံးကြည်တန်ကကိုဦးရဲ့ရင်ဝါကိုထိုးဖောက်ဝင်ရောက်သွားပြီးတော့ကိုဦးတယောက်ကအနောက်ကိုရန်ကျသွားပါလေတနက်တန်ကြတော့ကြောင့်မောင်တော်ကလည်းအိမ်ပေါ်ကိုပြစ်တယ်လာခဲ့ပါအဲဒီကောင်မှလေကားဝရောက်မှတနက်တန်ကရပြီးတော့လဲပြူသွားတဲ့ကိုဦးကိုတွေ့လဲရပါတယ်တနက်ကင်ထားတဲ့အင်္ဂလိပ်ကြီးကိုလည်းတွေ့လဲရပါတယ်မောင်တော်တက်လာတဲ့ကြောင့်မစ္စတာဖီကလက်ကအလွန်အံ့ဩသွားပြီးတော့မော်တော်ဘက်ကိုလှည့်လိုက်ပြီးတော့တနက်နဲ့ပြေချထဲလိုက်ပါတယ်မော်တော်ကလည်းအလွန်အလင်းမြန်ခုံဆောင်လိုက်တော့လေ ။တနက်ကြည်တန်တကူကလမ်းမောင်းတစ်ဘက်ကိုထိမှန်သွားပါတယ်။နှလုံးပြစနက်အတွင်းကိုထည့်ထားတဲ့ကြည်တန်လေးကသရေကြီးခေါ်တဲ့ကြည်တန်လေးတွေဆုထည့်ထားခြင်းဖြစ်တာကြောင့်မော်တော်တယောက်ကသေလောက်တဲ့ဒဏ်ရာကိုမရဘူး။မော်တော်ကလည်းလေကားတိုင်းလိန်စင်းကြသွားပါတယ်။မြေပြင်ကိုရောက်ထားတဲ့မော်တော်တယောက်ကခြေကုံပြည့်ထွက်သွားပါလေတော့တယ်။ဒီကုံလေးမသေးပါလားကွာ။မစ္စတာဖီကလက်ကလည်းရုံထဲကနေထွက်ပြေးသွားတဲ့မောင်တို့ကိုငေးကြည့်ပြီးတော့ပြောဆိုလိုက်ပါတယ်။တရောဦးတင်ကတော့အဒီကောင်လေးကယူဘောဘောလေးပါဝင်းတော်မင်းရဲ့ဒီလောက်ကတော့မှုမနေသမ်းပါနဲ့ သေသွားတယ်ဒီကောင်ကဘာလုပ်လဲအသာများလွဲမာနေဝင်တော်မင်းဟာအခုပဲပလိတ်တွေကိုခေါ်လိုက်မယ်လေရုံငန်းတုန်းကိုခိုးဝင်တဲ့သဟိုးတနက်နဲ့ပြစ်လိုက်ရတယ်ဆိုရင်ပြီးမတော်ဘူးလားအေးကောင်းနေမောင်းပိုင်းဒီကြံကောင်းဆုံးပဲကွာဝင်တော်မင်းကလည်းသပွဲပေါ်မှာတင်ထားတဲ့ဖျံငါးသူကိုအသေးချကင်တွေကြီးလိုက်ပါတယ်ဥပယံအနားကိုကတ်လိုက်ပြီးတော့ဘလို့လဲဝင်တော်မင်းစိတ်ကြိုက်တွေ့ရလားအသိကောင်းနေမောင်းပိုင်း ။ဒီဖျားတွေကိုကြည့်ရတာလွန်ခဲ့တဲ့နှစ်ပေါင်း300 400လောက်ကလဲရနေပဲကွ။ဝင်းတော်မင်းနဲ့ကျုပ်တို့ကအကျိုးဆောင်ပေးခဲ့တာဆိုတော့ဝင်းတော်မင်းကလည်းကျုပ်တို့ကိုမမေ့ရဘူးနော်။ဟဲ့ဟဲ့။အဲမမေ့ပါဘူးဗျာ။ခမားတို့ကိုကျုပ်ကောင်းကောင်းဆုကြမှာပါ။ဝင်းတော်မင်းရဲ့နေရာမှာခြေဆွဲထားတဲ့ပြက်ကနေကိုကြည့်လိုက်ပြီးတော့ဒီလိုလို့ဗျာ။အခုခရစ်စမတ်လားနီးလာပြီမဟုတ်လား။အခုခရစ်စမတ်မတိုင်ခင်24ရက်နေ့ကျရင်ကျောက်ကဝဲရမှာရှိတဲ့ဗိုလ်တဲကြီးမှာပြောဝဲစားထက်ပြီးတော့ခရစ်စမတ်ပွဲဆင်နွှဲမယ်လို့စိတ်ကူးထားတယ်။အဲ့ဒီပွဲကိုခင်ဗျားတို့ကိုဖိတ်ပါတယ်ကိုပိုင် ခမရလည်းတရောစရာဆိုတော့ကျုပ်ရဲ့ပွဲမှာခမရရဲ့လက်သံလေးကိုလည်းကြားကျင်ပါနဲ့ဗျ။အော်အတိုင်းထက်လုံးမှာပဲဝင်တော်မင်းကြီးကျုပ်တို့လာခဲ့ပါမယ်။မော်တော်ကတော့တနက်တန်ရနဲ့ပြေးလွှမ်းရင်းနဲ့ဘင်းတော်စရာတူကတနက်တန်ရကိုကူတာပေးပါတယ်။သို့တော်လည်းအကျော်တခုပြတ်တော့သွားတာကြောင့်ဘေဘဲလက်တစ်ဖက်ကအသုံးပြုရင်များတော့ပဲနဲ့အကျော်နေသွားပါမယ်။တတော်ဝင်တော်မစ္စရာဖီကလန်နဲ့ကိုပိုင်းရင်တရောဥတင်တို့ကလည်းဒီဇင်ဘာ24ရက်နေ့မှာတော်ရီခန်ဝဲရမှာရှိတဲ့ဗိုလ်တဲကြီးထဲမှာစားပွဲတော်ပွဲကျင်းပနေကြပါတယ်။ အဲဒီအချိန်မှာဆရာဆန်ကောင်းဆောင်တဲ့တောင်သူလယ်သမားရေတော်မုံကြီးကဖြစ်ပေါ်ပါတယ်။တောင်သူလယ်သမားသဘုံတွေကအင်္ဂလိပ်ကိုနာကြီးကြရတာကြောင့်ဝဲရမှာရောက်နေတဲ့မစ္စတာဖီကလန်နဲ့အပေါင်းပါတွေကိုဝင်ရောက်တိုက်ခိုက်ကြတဲ့အတွက်မစ္စတာဖီကလန်နဲ့တကွာဥပယင်နဲ့တရော့ဥတင်တို့ကပါအင်္ဂလိပ်လူတော်ရင်များလို့ဆိုပြီးတော့တပ်ဖြတ်လိုက်ကြရတာကြောင့်အသေးဆုံးနဲ့သေဆုံးသွားကြပါလေတော့တယ်။အဲဒီအချိန်ကနေစပြီးတော့ဖျားငါးသူတဲ့ရင်ကအစနာပြောက်ွယ်သွားပါလေတယ်။သို့တော်လည်းအဲ့ဒီဖျားစင်းတို့တော်တွေကိုကိုကျိုးတဲ့အတုံးချသူတွေကအသေးဆုံးကြားမိရတော့ကျင်းတယ်မလဲပြန်ဖြစ်ပါတယ်။ လောဘသောတိုက်ပြီးတော့ကျူးလွန်မိကြတာကြောင့်အသေးဆုံးနဲ့သေဆုံးခဲ့တဲ့ကိုဦးနဲ့ကိုမှုတို့ညီကိုဖြစ်ကိုကြည့်ပြီးတော့မော်တော်တယောက်ကလည်းတန်ဝေကားတွေရမိခဲ့ပါမိမိကလည်းဖျားတွေကိုပြင်မာရမှာကြံရပါဖြစ်ခဲ့တာကြောင့်လက်တစ်ဖက်သေသွားခြင်းဖြစ်မယ်လို့လည်းမော်တော်ကယုံကြည်ထားပါလေအဲဒီဆရာနေစပြီးတော့မော်တော်ကဘာသာရေးရိုသေကန်းဆိုင်သူတွေဖြစ်လာခဲ့ပြီးတော့နောက်ပိုင်းမှာရှင်သာမဏေဝေးလိုက်ပါလေတော့နေရှင်သာမဏေဖြစ်ကနေဥပဇင်းဖြစ်နဲ့ဆက်လက်နေထိုင်ခဲ့ရင်းနဲ့အသက်80ကျော်ကျော်မှာဘကိုးမြို့မှာသင်္ကန်းဝင်းနဲ့ပဲကွယ်လွန်သွားခဲ့ပါလေတော့နေ 1939ခုနှစ်ဒီဇင်ဘာလ၄ရက်နေ့မှာလှုပ်ရှားသွားခဲ့တဲ့ဖြူးငလျင်ကြောင့်ပြိုကျပျက်စီးသွားခဲ့တဲ့ဖျားသေးတီးယားထာမနာပစ္စည်းတွေကိုအလွဲသုံးသားလုပ်ခဲ့တာကြောင့်တေဆုံးသွားသူများအကြောင်းကိုတန်ဝင်ကယူပဲတင်ပြပေးလဲရပါတယ်ခင်ဗျာကျွန်တော်ချက်တဲ့အနေနဲ့ဒီကနေ့မှာတင်ဆက်ပေးသွားတဲ့ဇာလံကောင်းလေးကတော့ဆရာအကားတော်ရေးသားထားတဲ့ဘုရားငါသူကျင်သာဆိုတဲ့ဇာလံကောင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်ခင်ဗျာနောက်မြောက်မှာလည်းဒီတဲ့ဆေးဝင်သားဆရာကောင်းတဲ့ဇာလံကောင်းများကိုတင်ဆက်ပေးသွားမှာမို့စောင့်မျှော်အားပေးနှားဆင်ကြပါအောင်ခင်ဗျာ ။နောက်ဆက်အပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းတို့လည်းကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။ပရိသတ်များလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပြီးတော့ဆန္ဒနဲ့ဘဝထက်တူကြနိုင်ကြပါစေခင်ဗျာ။